အားလုံးပဲမင်္ဂလာပါရှင်ကျွန်မဒီနေ့မျှဝေပေးချင်တာကတော့လူပြောအများဆုံးဖြစ်တဲ့စကားကြီး6ခွန်းအကြောင်းကိုကျွန်မမျှဝေပေးချင်ပါတယ်နံပါတ်1က ဟုတ်တယ်မှန်တယ်အကျိုးရှိတယ်နားထောင်တဲ့လူလေးကြိုက်တယ်အဲစကားမျိုးကိုကျမတို့ပြောပြရပါမယ်အဲ့ဒါဥပမာလေးကဘယ်လိုလဲဆိုလို့ရှိရင်တစ်ဖက်သားကိုအမှန်တကယ်စူးစမ်းနေတဲ့လောက်ဆောင်နေတဲ့လူကိုကျမတို့ချီးကျူးပေးတာပေါ့နော်ဂုဏ်ပြုပေးတာအဲ့လိုမျိုးစကားက သူလည်းအမှန်တကယ်စူးစမ်းနေတယ်အဲအဲ့ဒါ သူ့ကိုချီတူးပေးတဲ့အတွက်ကြောင့်သူလေးကြိုက်တယ်တကယ်ကိုလေလက်တွေလုံနေတယ်မှန်လေးမှန်တယ်သူ့အတွက်လေခွန်အားတွေရစေတယ်အကျိုးရှိတယ်အဲစကားမျိုးကိုကျမတို့ပြောရမှာဖြစ်ပါတယ်နံပါတ်1စကားကကြားလို့ရှိရင်ဟုတ်တယ်မှန်တယ် အကျိုးရှိတဲ့နားထောင်တဲ့လူကမကြိုက်ဘူးဒါပေမဲ့စကားကိုလေကျမတို့ပြောရမှာဖြစ်ပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ပုံမွေးထားတဲ့သသမီကိုရင်သွေးကလမ်းမကိုလုံနေတယ်မွေးစေးဝါးတယ်အဲအရဲတောက်ဖေးရဲ့ကြက်တိုက်ပေါ့နော်အဲ့လိုမျိုးလောင်းကစားတဲ့ကုံလုံးဘက်ပေါင်းစုံကနေလုံနေတယ်အဲ့ဒါကိုမိဖတယောက်အနေနဲ့ကြည့်နေဖို့ဆိုတာမဖြစ်နိုင်ဘူးလေအဲအဲ့ဒါကိုမိဖတွေကအနေနဲ့တားတယ်တားတာကိုသသမီကမကြိုက်ဘူးဒါပေမဲ့မိဖကရဲ့ကိစ္စကိုလုံတယ်အဲ့ဒါကသူ့အတွက်လုံတယ် လေဟုတ်တယ်မှန်တယ်အကျိုးရှိရဒါမဲ့နားထောင်တဲ့လူကမကြိုက်ဘူးဒါမဲ့စကားကိုပြောရမှာဖြစ်တယ်ဖျားရှင်ကိုရိုင်းကလည်းအဲ့လို စကားနှခုံးကိုပြောတာပေါ့နော်ဖျားဖျားရှင်ကစကားနှခုံးပဲပြောတယ်ပထမကျွန်မပြောခဲ့သလိုပဲဟုတ်တယ်မှန်တယ်အကျိုးရှိတယ်အဲတစ်ဖက်နားထောင်တဲ့သူကကြိုက်တယ်အဲ့ဒါကိုဖျားပြောတယ်နောက်နှစ်ခုမြောက်ကကြာလို့ရှိရင် ဟုတ်တယ်မှန်တယ်အကျိုးရှိတယ်နားထောင်တဲ့လူကမကြိုက်ဘူးဒါကိုလေဖျားကပြောတာပဲအဲ့လိုမျိုးစကား နှစ်ခုအဲ့ဒါဖရာရှင်ကိုယ်ရင်ကြည့်သုံးတဲ့စကားပေါ့နော်။နောက်သုံးခုမြောက်ကကြလို့ရှင်ကျမတို့ဟုတ်တယ်မှန်တယ်အကျိုးမရှိဘူးနားထောင်တဲ့လူလေးမကြိုက်ဘူးအဲ့စကားမျိုးကိုကျမတို့မပြောအောင်ဥမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ပိုင်တဲ့လူတယောက်ကိုမင်းကရမ်းပိုင်လိုက်တာ ပိုင်တာတော့ဟုတ်တယ်လေသူကိုယ်တိုင်နဲ့သိနေဒါမှမဟုတ်ပြောလိုက်တဲ့အနေအထားပြောတဲ့လူမှာအကျိုးရှိလား နားတော်မတဲ့လူလေးမကြိုက်ဘူးလေအဲဆိုလို့ချင်းကိုချင်းစာပြီးတော့အဲ့လိုမျိုးအားတွေကိုမပြောပါဘူးဝါတဲ့လူတွေနဲ့မြက်ဝါလိုက်တာဟာစနဝိုင်းလေးပါလေးရှို့ပါအောင်ဟုတ်တယ်မှန်တယ်ဒါမှအကျိုးမရှိဘူးအဲ့လိုစကားမျိုးဖြစ်တဲ့အတွက်ကြောင့်နားတော်မတဲ့လူကလေးမကြိုက်ဘူးအဲကြောင့်မို့ကျွန်မတို့အဲ့လိုစကားမျိုးကိုလေမပြောပါဘူးဘောနော်အဲ့လိုပြောတာအကြလို့ရှိရင်ကျွန်မတို့ဟိုဆေးနေမှမဟုတ်ဘူးတစ်ဖက်သားဟိုဒါဆိုကားရရောက်တာပေါ့နော်ဟိုဖလောက်တော်ဝါစာပေါ့တိုင်ချင်းပြုံညံ့တဲ့စကားပေါ့နော် ော်အဲ့လိုမျိုးစကားကိုလေကျမတို့မပြောရပါဘူးတဲ့နံပါတ်၄ကြာလို့ချင်းကျမတို့ဟုတ်တယ်မှန်တယ်အကျိုးမရှိဘူးဒါမဲ့တစ်ဖက်သားကြိုက်တယ်အဲ့ကြိုက်တယ်အဲ့လိုစကားမျိုးကိုလေကျမတို့မပြောရပါဘူး ဥမာသူများရဲ့ပါစံနေကိစ္စလေအဲ့ဒါဟောက်နေတာဘသူကဘသူနဲ့ဟိုဖြစ်နေတာတဲ့အဲ့ဘသူရဲ့ပါစံနေကဘလို့တဲ့အဲ့လိုမျိုးပြောပြောလို့လို့ရှိရင်ဟဲ့ပြောပါဦးကောင်းမရဲ့ဘလို့လဲအဲ့ဟောက်နေတဖက်လူအနေနဲ့ကြားလို့ရှိရင်နည်းနည်းမိကလေးအဲ့လိုလောက်တာမှန်တယ်ဒါပေမဲ့အကျိုးမရှိဘူးနားဟိုနားတော်တဲ့လူကကြိုက်တယ်အဲ့လိုမျိုးစကားမျိုးကိုလေမပြောရဘူးပေါ့နော် နံပါတ်9အကြလို့ရှိရင်ဟုတ်တယ်မှန်တယ်အကျိုးမရှိဘူးတစ်ဖက်သားလေးနားမထောင်ရှင်ဘူးအဲ့လိုမျိုးအကြလို့ကျမတို့မပြောတာကောင်းပါလေဥမာလိုင်ညာပြီးလှည့်ပတ်ပြီးတော့အဲ့လိုပြောတာပေါ့နော်အဲ့လေးမပြောတာကောင်းပါလေနံပါတ်6ကလို့ရှိရင် မမှန်ဘူးအကျိုးလည်းမရှိဘူးတစ်ဖက်သားလေးနားမထောင်ချင်ဘူးအဲ့လိုမျိုးဆိုလို့ရှိရင်မပြောတာကောင်းဆုံးပါပဲအဲကြောင့်မို့စကားချခွန်လူနိုင်ထွန်းကြီးတဲ့အဲအဲ့ဒါကြောင့်မို့စကားပြောတဲ့နေရာမှာ ကျမတို့ကိုချင်းစာပြီးတော့ပြောဖို့လိုပါတယ်အဲခောက်တိုင်းလေးမပြောနဲ့တဲ့အချိန်နဲ့အခါနဲ့ကိုကြည့်ပြီးတော့ပြုတ်ဖို့လိုပါတယ်။ဥမာကျွန်မပုံမြင်လေးတစ်ပုတ်ပြရမယ်ဆိုလို့ရှိရင်ဟိုဘင်းတစ်ပါးတိုးလေထွက်တဲ့အချိန်မှာပေါ့နော်။ တို့လေထွက်တဲ့ချိန်မှာအပေါ်မှာပေါ့နော်ဟိုငှက်ကလေးတစ်ကောင်ကြီးတိုက်ပေါ့နော်ကြီးတိုက်ထင်းမှာကျမတို့ဦးအိုးမလေးကကြီးတိုက်ထင်းမှာဦးအိုးငှက်ကလေးတစ်ကောင်ကအိုးမရေဆိုတာကကြာလို့ချင်းသူကအိုးငှက်တရားကြာလို့ကိုပိုင်အသိမရှိဘူးသူများအသိထင်းမှာအဲ့လိုမျိုးဥပြီးတော့အဲ့လိုခလေးတွေကိုသူများအသိထင်းမှာဥပြီးတော့အဲ့လိုမွေးလေးရှိတယ်ပေါ့နော်အဲ့မှာဂျင်းတပောင်းတိုးလေထွက်တဲ့ချိန်မှာ အာဦးငယ်လေးကကြီးတိတ်ထဲမှာဝင်ပြီးတော့မွေးမွေးတာပေါ့နော်အဲ့မှာကြီးမကြီးအားကြလို့ချင်းသူကလေးထင်ပြီးတော့အကုန်လုံးကမင်းမင်းတုံးတုံးလေးတွေဆိုတော့သူကလေးထင်ပြီးတော့သူကအစာတွေရှားတွေကျွေးတွေပေါ့နော်အဲ့လိုမျိုးကျွေးတဲ့အချိန်မှာအဲ့ဦးလေးကမပြန်နိုင်သေးပဲနဲ့သူကအော်အော်ဆိုတဲ့အတန်လေးကိုထွက်လိုက်တဲ့အချိန်မှာကြီးမကစိတ်ဆိုးပြီးတော့ဟိုနှုတ်သီးနဲ့ ပေါက်တက်ပလိုက်တာသူရေးတရင်နဲ့လို့ဘယင်ကြီးအနားယူနေတယ်အဲဟိုကြောက်ဖြာတဲ့ကိုကြာလာပါဘောနော်အဲ့လိုမျိုးအချိန်ခါမရောက်ပင်နဲ့လို့ပြောတယ်ကိုကဘာမှမပြင်ဆင်မင်းနဲ့အဲ့လိုမျိုးပြောလို့ရှိရင်အချိန်ခါမချိပြင်းနဲ့ပြောလို့ရှိရင်အဲ့လိုအောင်းငဲ့ကလေးတွေလိုမျိုးဟိုအသက်ဆုံးချွတ်ရမှာဖြစ်နေတဲ့ကြောင့်ဟောက်တိုင်းမှန်တိုင်းအချိန်ခါကိုကြည့်ပြီးမှပြောအဲ့လိုမျိုးကိုချင်းစာတရားနဲ့ပြောဖို့လိုပါရဲ့ဒီဗီဒီယိုလေးကနေပြီးတော့အကျိုးတစုံတရားရရှိမယ်လို့မျိုးလေးပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်